Brian V Interceptor 650, Continental GD 650, Super Meteor 650, Shotgun 650, Classic 650နဲ့ BR 650ဆိုပြီးတော့မျိုးစား6မျိုးရှိပါတယ်။အကုန်လုံးကပုံစံစစ်တူတဲ့ထင်ရပေမဲ့မျိုးစားတွေကကွဲပြားပါတယ်။ Interceptor 650နဲ့ GD 650က2018ခုနှစ်မှာစထွက်လာတာဖြစ်ပြီးတော့ Interceptor 650က Modern Retro Design ဖြစ်ပြီးတော့ GD 650ဆိုင်ကကဖေးစတိုင်နဲ့ဖြစ်ပါတယ်။ ซูเปอร์มีเดียช่องอ่ะแต่ก็တော့ဒါ2023ခုနှစ်မှာစထုတ်တာ ဖြစ်ပြီးတော့ Cruiser Style ဒါမှမဟုတ်အခေါ်များတဲ့ Easy Style ပုံစံဖြစ်ပါတယ် Shotgun နဲ့ BH ช่องอ่ะတဲ့2မျိုးက2024မှာထပ်ထုတ်လာတာဖြစ်ပါတယ် Shotgun ကဆောင်ပစ္စည်းတွေသူတွေရှိတဲ့ Bomber Style ပုံစံဖြစ်ပြီး BH ช่องอ่ะတဲ့ကဒါ Lanjan တွေမှာတီးထုတ်မယ်ဆိုရဲသူတွေအကြိုက် Scrambler ပုံစံဖြစ်ပါတယ် အခု2025မှာတော့အရင်1950ဝင်းရင်တွေမှာနာမည်ကြီးခဲ့တဲ့ classic style ပုံစံတွေအတိုင်း Brian Fee classic ချောင်းရတဲ့ကိုထုတ်လုပ်ထားပါတယ်ဒီဆိုင်ရဲ့မျိုးသားတွေအကုန်လုံးက Interceptor 650, GT 650ထုတ်လုပ်ပြီးလူကြိုက်များခဏကြောင်မျိုးစားခွဲတွေထုတ်လုပ်လာတာဖြစ်ပါတယ်။ 648cc Parallel Twin Engine 2တွေအသုံးပြုထားတာဖြစ်ပြီး မြင်းကောင်ရီအား48ထွက်မယ်။တော့လင်ဂျီအား52နျူတန်မီတာရှိမှဖြစ်ပါတယ်။0200ကီလိုမီတာကို6စက္ကန့်ဝန်းကျင်နဲ့တီးထုတ်နိုင်ပါမယ်။တနအီကိုမိုင်100ဝန်းကျင်အမြင့်ဆုံးတီးထုတ်နိုင်ပြီးတက်စီတကားလောင်းကိုမိုင်90ဝန်းကျင်မောင်းနိုင်အောင်ပါပါ။ Classic ပုံစံကြိုက်တဲ့ engine အထူးတူကမှ low salary ရှိမယ်။ဈေးရန်တက်တာပြီးတော့ performance ကောင်းတာတွေကစီးကျင်ရင် Brian Feechong ဟာစင်ဂရီကအောင်းဆုံးပါပဲ။စင်ဂရီရဲ့ဈေးကဆက်ရုံကတိုက်ရိုက်တော်ဝင်မယ်ဆိုလို့ရှင်တော့ တိုင်းတရားဝင်ရင်လည်းအသက်တွေရနိုင်မှာပါဒီမြန်မာနိုင်ငံအရောက်ခွန်ကြီးပိုကြီးဒီကြီးတွေနဲ့ဈေးကနှစ်ဆလောက်များနိုင်ပါလေအရင်ပုံမှန်ငွေစည်းနဲ့ဆိုလို့ကျင်တော့တိုင်း60ဘုံဖက်ဝင်ရင်လည်းအသက်တွေဝစီးနိုင်မှာပါကိုလိုမောကိုသာမှာဖြစ်ပါတယ်